ဘုရားဘာသာလို့ခံယူထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမိမိတို့ကိုယ်တိုင်နှုတ်မြတ်ပြီးဆိုထားတယ်ဗုဒ္ဓံတရဏံဂစ္ဆာမိဖះကိုကိုယ်ဝေရအဖြစ်အတိမပြုပါれဓမ္မံတရဏံဂစ္ဆာမိဓမ္မကိုယ်ဝေရအဖြစ်အတိမပြုပါれတန်ခံတရဏံဂစ္ဆာမိတန်ခါကိုကိုယ်ဝေရအဖြစ်အတိမပြုပါれလို့နှုတ်မြတ်ပြီးဆိုထားတာဟာဒီ မိမိရဲ့ကိုးကွယ်မှုပါဥပတကာဥပတိကာဆိုတဲ့အရည်ချင်းတွေကိုရယူထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအရည်ချင်းတွေရယူထားတဲ့အတိုင်းဖះကိုကိုးကွယ်တယ်ဆိုတာဘာကိုပြောတာလဲဖះစဉ်လေးအိမ်မှာတင်ထားပြီးတော့ဒီနေ့ကိုဖះရှိခိုးတယ်ပန်းလေးတင်တယ်ရည်ချမ်းလေးတင်ဒါကိုပဲဖះကိုးကွယ်တယ်လို့ခေါ်တာလား စီမီလေးလှူတယ်ဒါဖရာကိုးွယ်တယ်လို့ခေါ်တာလားလို့ဆိုအစမှန်အနှစ်သာရအပြည့်ဒါကိုးွယ်တယ်လို့ခေါ်နိုင်ဘူးနော်အစမှန်အပြည့်ဆိုရင်တော့အပေါ်ရန်အပြည့်တော့ကိုးွယ်တယ်လို့ပြောလို့ရအစမှန်ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖရာဆုံးမတဲ့အတိုင်းလိုက်နာမှာဆိုပါစို့အိမ်မော်တော့ဖရာကိုးွယ်ထားတယ် မိသားစုကခဏခဏယံဖြစ်ကြတယ်ဖះရှိလဲဖះစဉ်ရှိပါလဲယံဖြစ်ခြင်းဖြစ်တယ်ဒေါသတွေဖြစ်တယ်နော်မေတ္တာတွေပထနိုင်ဘူးကရုဏာတွေမပွားနိုင်ဘူးမုရိတာတွေပထနိုင်အဲ့တော့ငါးပါးတိလကိုလုံအောင်မကျင့်နိုင်ဘူးဆိုလို့ရှိရင်ဖះကိုးွယ်တယ်လို့ပြောပေမဲ့လို့ဒီပုဂ္ဂိုလ်ဟာအယီချင်းပြည့်ရွေးနေတယ်လို့ခေါ်ပါအယီချင်းပြည့်ရွေးနေတယ် ဖရရဲ့အဆုံးမပါလဲအကုသိုလ်မပြုရဘူးကုသိုလ်မန္တမယပြည့်စုံစေရမယ်ကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဒါဖရအဆုံးဖရကိုကိုယ်ဝယ်ပါတယ်ဆိုတာဖရအဆုံးမကိုလိုက်နာပါမယ်လို့ဂရီးပြုတာပဲအဲ့ဒီဂရီးပြုထားတဲ့အရင်ချင်းတွေဟာပြည့်ရွင်းနေတယ်လို့သူတို့ပြောတာအဲ့တော့ကိုယ့်ရဲ့ကိုယ်ွယ်မှုအရင်ချင်းပြည့်ရွင်းနေအေးဖရတော်ရှိခိုးပါရဲ့ ပန်းရည်ချံကတ်လူပါရဲ့အဲ့ဒါတွေဖះဟောတဲ့တရားတိုင်းတော့မလိုက်နာဘူးဒီအ ਨੇ ဆုံး၅ပါးသီလသီလတည်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါအကြီးချင်းပြည့်ရွေးနေပြီလို့ဒီလိုပြောတာเนาะအကြီးချင်းပြည့်ရွေးအကြီးချင်းပြည့်ရွေးနေလို့ရှိရင်ခုနကတရားသူကြီးလို့ဆိုပြီးတော့ဥပ္ပရိကမဆောက်ရှောက်တဲ့ပုဂ္ဂိုလ်လို့ပဲမထူးဘူး အရေးချင်းပြည့်ရွံ့တယ်လို့ပြောရမှာပဲဗုဒ္ဓဘာသာခေါင်းတယောက်လို့မဖြစ်ဘူးပေါ့ဖရာတပည့်ခေါင်းမဖြစ်ဘူးပေါ့ဒီလိုဆွလို့တာပေါ့ယရဏသုံးပါးကိုစိတ်ကတ်တယ်ဆိုတာဖရာကိုကိုးပဲ့တယ်ဖရာရဲ့အဆုံးအမကိုလက်ခံပါမယ်ဓမ္မန္တရဏကိစ္ဆာမိတရားကိုကိုးကွယ်ပါတယ်ဆိုတာတရားအတိုင်းချင်းကြံကြိုးကိုအထောက်ပါသို့သောတရားကိုကမကျင့်ဘူး တရားဆိုဒီမှာဘာကိုပြောတာတော့ဆိုသီလသမာဓိပညာလို့ဆိုတဲ့ခြင်းစရာတိတ်ခသုံးပါအဲ့ထင်မဲ့ဒါအခြေခံဟဆပြီးတော့ကျင့်ကြံကြိုးကိုအထောက်မှုမလုပ်ဘူးဆိုတရားကိုကိုးကွယ်တယ်လို့သာပြောပေမဲ့လို့တရားကိုကိုးကွယ်တယ်လို့ခေါ်လို့မရဘူးအရေးချင်းပြည့်ရွေးနေပြီလို့ဒီလိုပြောရမှာပဲအရေးချင်းပြည့်ရင်ဓမ္မန္တရဏံကိစ္စပြီလို့ဆိုပြီးတော့ နော်ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ခေါ်တယ်ဓမ္မံတရဏံကိစ္ဆာမိလို့ခေါ်တယ်အရေးတယ်ဆိုရင်နတ်သွားမေးတယ်နတ်ကိုကွယ်တယ်နတ်နတ်ကခိုင်းတာတွေရှောက်လုပ်တယ်ဟောဒါအရေးချင်းပြည့်ရဲနေလို့ခေါ်တယ်ကံကိုမယုံဘူးဘာတွေယုံလို့လောကလူတွေဟာအတန်ကိုလိုက်တာတွေကအများကြီးပဲခိုးခဲ့မှာရသော်ဗျာက ဗုဒ္ဓဘာသာဒီဥပတကဥပတိကမာရီအကြီးချင်းပြည့်ရင်းသွားတာဘလို့ဟာတော့ဆိုမင်္ဂလံပစ္စေတိနကမံလောကမှာရှိတဲ့တကယ်မင်္ဂလာမဟုတ်တဲ့ဟာတွေကိုယုံကြည်လို့ရှိရင်ကံကိုမယုံကြည်လို့ရှိရင်ဒါဟာအကြီးချင်းပြည့်ရင်းတယ်လို့ပြောကံဆိုဒီမှာကိုလုတ်တဲ့ကုသိုလ်ကံယုံကြည်အားကိုရ ကိုလုတ်တဲ့ကုသကံကိုယုံကြည်အားကိုးမှုမပြုဘဲနဲ့ရက်စီကကောင်းတာလေးမြင်လို့ရှိရင်မင်္ဂလာရှိလိုက်တာနားကကောင်းတဲ့သတင်းလေးကြားရင်မင်္ဂလာရှိလိုက်တာအဲ့ဒီအမြင်အကြားတွေပေါ်မှာမင်္ဂလာထားပြီးတော့မင်္ဂလာယူနေသည်မြတ်အိမ်မှာကြီးပွားအောင်လို့နေချင်းညချင်းကြီးပွားခြင်းလို့တဲ့ချင်းပင်ဆိုင်ထားတယ်နော်အကျန်းစီအောင်ရင်လို့တဲ့ကြံကြောင်းခရီးလှူထားတယ်နော် ပင်မမဆုံးလို့တဲ့ပန်းသီးဖះမတင်ဘူးတဲ့နော်အလောက်ကိုင်းနေကဒီအောင်မြင်မှုတွေကြံ့ကြာလို့ဆိုပြီးတော့ကြာပန်းကိုဖះမလို့ဆိုတာအဲ့ဓာတွေဟာသူကမင်္ဂလာလို့ခေါ်တယ်နော်မင်္ဂလာကိုယုံတယ်လို့ခေါ်တယ်ကံကိုယုံတာမဟုတ်ကံယုံတဲ့ပုဂ္ဂိုလ်တွေကဓာတွေကဘာမှတက်ဆိုင်တာမဟုတ်ဘူးဒီဟာတွေနောက်လိုက်เสียဘာမှမလို့ကိုယ့်ကိုယ်ကိုပဲစမ်းသိရမယ် ငါဟာတရားတရားရှိရလားငါမှာကိုချင်းသီလရှိရလားတရားတရားရှိပြီးကိုချင်းသီလပြည့်စုံငါမှာဖရာတရားတွေနဲ့ပတ်သက်ပြီးတော့ဘௌဒ္ဓတရှိရလားစွန့်ကျဲလူတန်းမှုဒါနကောင်းမှုတွေရှိရလားဖရာတရားနဲ့ပတ်သက်ပြီးအကြောင်းအကျိုးအကောင်းဆိုးတွေကိုသိတဲ့အသိပညာမျိုးတွေရောငါမှာဘယ်အတိုင်းတားရှိတယ်တတ္တာသီလတုဒ္ဒစာကပညာအဲ့ဒီ၅မျိုးရှိရလားငါမှာ ဒါပဲလေးလာရအဲ့ဒါလေးလာလို့ရှင်ဆူတောင်းတာအောင်ဟာအဲ့ဒါလို့မဟုတ်ပဲနဲ့တရသီလသုဒ္ဓဆာကပညာဆိုတဲ့ဒီအကြီးချင်းနေပြပြပြီးတယ်ခါမှာနော်အောင်မြင်ခြင်းလို့တဲ့ကြီးပွားခြင်းလို့ဆိုလို့ခိုင်းတာတဲ့အကုန်ရှောင်းလုံးတယ်နော်ကြီးပွားခြင်းလို့စီပွားတက်ခြင်းလို့ဆိုပြီးတော့ဟိုအားတွေလှုပ်တယ်ဒါတွေလှုပ်တယ်ပေါ့အဲ့ဒါလို့ ယုံကြည်မှုတွေအခြေခံမပါတဲ့ယုံကြည်မှုတွေလုံနေလို့ရှိရင်ခုနကဒါလည်းအယီချင်းပြည့်ရင်ချင်းပဲ